။အနေသားသမီးဆွေများလုံးမင်္ဂလာပါ။အော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အိန်တော်ရေးကံအင်မတန်မှညံ့တတ်တဲ့သတ္တရှင်တွေအကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။အိန်တော်ရေးနဲ့ပတ်သက်ပြီးတော့အိန်တော်ရေးဒုက္ခမရှိတာမျိုးတွေနော်အိန်တော်ရေးနဲ့ပတ်သက်ပြီးအဆင်မပြေမှုကြုံတွေ့တတ်တဲ့ဇာတာတွေအကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။များသောအားဖြင့်အိမ်မှာမနေဖြစ်ပဲအပြင်မှာနေများကြတယ်လမ်းပေါ်မှာနေများကြတယ်အပြင်မှာပဲအဆင်ပြေတယ်အိမ်မှာအဆင်မပြေဘူးဆိုတဲ့ဇာတာတွေဖြစ်ပါတယ်အဲ့ဒါကတော့ မာဘုံ၅ကျွန်းတွေအကြောင်းဖြစ်ပါတယ်။မာဘုံ၅ကျွန်းဆိုတာမိမိမြန်မာမူတက္ကရိကိုခုနှစ်စားလိုက်လို့၅ကျွန်းတဲ့သူတွေဖြစ်ပါတယ်။မြန်မာမူတက္ကရိကိုမသိဘူးဆိုရင်အင်္ဂလိပ်ခုတွေက638ကိုနှုတ်ရင်မြန်မာခုရပါတယ်။ဒါအောင်ခုနှစ်စားလိုက်လို့၅ကျွန်းတဲ့သူတွေပေါ့။အဲ့တော့အလွယ်တကူအစင်းတဲ့နေနေရာမှာမြန်မာခုတွေနေနေ1300ခုနှစ်ခု1314ခုနော်1320ခု1328 1335 1342 1349ခု1356 1363 1380 1389 1384 1398 1398 1398 1398 1398 1405ခုဒီမြမခုတွေအားလုံးမွေးတဲ့သူတွေဟာမအားဘူးငါးကျွန်းနေဖြစ်ပါတယ်အခုဟောနဲ့အခုပြောပြမယ့်အကြောင်းအရာတွေနဲ့ထူးထူးခြားတိုက်ဆိုင်ကြုံတွေ့နေမှာဖြစ်ပါတယ်အဲ့တော့ငါးကျွန်းနေနေရမဟာဘုတ်အိမ်မှာကအစိုးဆုံးနေရာမရဏအကွင်မှာ တနင်္ဂနွေဆိုတဲ့နေ့နဲ့ရှိပါတယ်အဲ့တနင်္ဂနွေနဲ့ရှိတဲ့အတွက်တနင်္ဂနွေနေ့နဲ့ပြည့်ရအဆိုးအညံ့ဖြစ်သွားတယ်နော်မရဏနေအောင်ရောက်သွားတယ်တနင်္ဂနွေနေ့အဲ့တော့အိမ်တော်ကြီးတွေမတည်မဲတာမျိုးတွေအိမ်တော်ကြီးတွေအဆင်မပြေတာဖြစ်တတ်တယ်အိုးအိမ်ကိစ္စတွေအဆင်မပြေတာမျိုးတွေနော်အတွင်းအုပ်စုမိသားစုတွေနဲ့အဆင်မပြေတာမျိုးမျိုးတွေအကျိုးမပေးတာမျိုးတွေအများဆုံးကြုံတွေ့ရတယ်ချို့ဆိုရင်အိမ်ဝယ်ထားတယ်အိမ်ဆောက်ထားတယ်ဆိုရင် ကိုကမနေရတာမျိုးတွေကျွန်တော်တွေ့ရတဲ့နောက်တစ်ခုကအခက်ခဲတွေများတတ်တယ်။အိုးကန်ကန်ညံ့တတ်တဲ့ဇာတာတွေထဲမှာပါတယ်။နောက်တစ်ချက်ကအိမ်အောင်ဆက်များတတ်တယ်။နော်အိမ်အောင်မတည်မြဲတာမျိုးတွေဖြစ်တတ်တယ်။နော်အဲ့တော့ तू ကမကောင်းတာလည်းမဟုတ်ဘူးကိုကလည်းမကောင်းတာမဟုတ်ဘူးဒါကတော့ကန့်ကြမာတိုက်ဆိုင်ကျွန်တွေ့လာတာ။အဲ့ကျွန်တော်တို့ရဲ့ဒီမြတ်စွာဘုရားရှင်ဆိုရင်လည်းမဟာဘုံ၅ကျွင်းထဲမှာပါတယ်။၅ကျွင်းတောက်ကြပုတ္တိဘွားပေါ့နော်။ကျွန်တော်ဒီလူသီများထင်ရှားတဲ့သူတွေမှာ ကျွန်တော်တို့အမေဒေါ်စန်းစုကြည်ဆိုရင်လည်းမဟာဘုံ၅ကျင်းဖြစ်ပါတယ်အဲ့တော့၅ကျင်းတွေဒီများသောအားဖြင့်အလူမျိုးအကွဲဘာသာအကွဲလူမျိုးကြဘာသာကြားတွေနဲ့အိမ်တော်ကြဖို့အင်မတန်ပါပဲຢာခိုင်တော့များတယ်နော်ဘာသာမတူတဲ့လူလူမျိုးမတူတဲ့လူယူမဆယူဆမတူတဲ့သူတွေနဲ့အိမ်တော်ကြတဲ့တဲကြာပြီးတဲ့ခါမှာလည်းအိမ်တော်ဘက်တွေနဲ့အတူမနေရတာမျိုးတွေအိမ်တော်ဘက်နဲ့ခွဲနေရတာတို့မိသားစုတစ်ဘက်တစ်ဘက်နေထိုင်ရတာမျိုးတွေအများဆုံးကြုံတွေ့ရတဲ့အကျွမ်းဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ မိုးလင်းလာတဲ့ပဲပြုတ်တယ်ကမထွက်သေးဘူးကိုကအရင်လမ်းပေါ်ထွက်နေရတဲ့ဇာတာကလည်းဒီငါးကျွန်းနေဖြစ်ပါတယ်အဲ့တော့ငါးကျွန်းဖြစ်လာပြီဆိုရင်ငွေရှာအင်မတန်မှကောင်းပါတယ်ငွေရှာတော်တတ်တယ်နော်ငွေရှာတော်တယ် IQ အင်မတန်မှမြင့်ပါတယ်နော်ဉာဏ်အင်မတန်မှကောင်းပါတယ်အဲ့တော့ဉာဏ်ညောဉာဏ်နဲ့ကောအဲ့တော့ဉာဏ်အင်မတန်ကောင်းတဲ့သူတွေညားပါတယ်မဟုတ်ငါးကျွန်းတွေအဲ့တော့သူတို့ကအိမ်မှာဆိုရင်လူထင်ကြီးမခံအောင် အပြင်ထွက်သွားပြီလမ်းပေါ်ရောက်သွားပြီဆိုတာနဲ့လူတွေရဲ့လေးစားမှုယုံကြည်မှုအထင်ကြီးမှုတွေခံစားရတယ်ပါတယ်စီးပွားရေးလုပ်ငန်းတွေလုပ်မယ်အမ်ဆိုင်လေးတစ်ခုဖွင့်မယ်ဆိုရင်အိမ်ဝန်းခြံဝန်းထဲမှာဖွင့်လို့မရဘူးအိမ်အပြင်ဘက်ခြံအပြင်ဘက်မှာထွက်ပြီးဖွင့်မယ်ဆိုရင်အဆင်ပြေတယ်ဥပမာဈေးထဲမှာဆိုင်သွားဖွင့်တယ်အဆင်ပြေတယ်လမ်းဘေးမှာဆိုင်ဖွင့်တယ်အဆင်ပြေတယ် ဥပမာအိမ်ဝင်းထဲမှာဖွင့်ကျင်တယ်ဆိုရင်အိမ်ဝင်းကိုတကန်းကန်းလိုက်အဲ့အိမ်ဝင်းထဲကနေအဲ့ဆိုင်ကိုအိမ်ရဲ့အပြင်ဘက်ကိုထုတ်လိုက်အဲ့ကိုယ့်ဆိုင်ကိုအဲ့လိုဆိုရင်အဆင်ပြေပါလိမ့်မယ်အဲ့တော့ဆိုလိုရင်းကအိမ်အပြင်မှာလုပ်တဲ့လုပ်ငန်းတွေအားလုံးအကျိုးပေးတယ်အဆင်ပြေတယ်လို့ပြောလို့ရင်ဖြစ်ပါတယ်အဲ့တော့ယောက်ျားလေးတွေအနေနဲ့ကလည်းအင်မတန်ပါပဲဝတ်တာစားတာတည်တတ်တယ်ခံကြတည်ကြည်ခံကြရတယ်ပေါ့နော်လူအများရဲ့စိတ်ဝင်စားမှုကိုခံရတယ်ယောက်ျားလေးတွေဆိုရင်စမတ်ကြတယ်နော်အရင်အမောင်းလုံးထဲအောင်စား မိန်းကလေးဆိုရင်လည်းအိမ်ကြီးတိတ်ခါနဲ့ပြည့်စုံတယ်ကြည်တာနဲ့ဒီဝိတ္တစားတာအင်မတန်ပါပဲသူလိုက်ရောလိုက်လျောညီတွေဖြစ်အောင်ဝိတ္တစားတတ်တယ်နော်အဲ့တော့လူတွေကိုဆွဲဆောင်မှုရှိတယ်ယောက်ျားလေးမိန်းကလေးလူတွေပေါ်အမြင်မှာဆွဲဆောင်မှုရှိတဲ့ဇာတာထဲမှာပါတယ်ငားချင်းများဆိုတော့အဲ့တော့အိမ်အောင်ဘက်နဲ့ပဲဖြစ်ဖြစ်အိမ်အောင်ဘက်အတိုင်းဝိုင်းနဲ့ပဲဖြစ်ဖြစ်မကြခဏမတင်မမြတ်ဖြစ်တတ်တယ် သူတို့ကယူပြီးဆိုရင်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြပြီးဆိုရင်မိသားစုနဲ့ခွဲနေစင်တယ်ဒါပေမဲ့ခွဲမနေဖြစ်ဘူးအဲ့တော့မိသားစုရဲ့ဒုက္ခပေးတာမိသားစုရဲ့အနွန်နာတွေကိုခံရတတ်တဲ့ဇာတာထဲမှာပါတယ်နော်မိသားစုနှိမ့်ဆက်တဲ့တံကိုခံရတဲ့ထဲမှာငါးကျွန်းတွေထိတ်ဆုံးကပါပါတယ်အဲ့တော့မိသားစုနဲ့ခွဲခွာပြီးတော့ရဝေးမှာစီးပွားရှာရတတ်တယ်တချို့ဆိုရင်လည်းနိုင်ငံရေးချားထွက်ပြီးတော့စီးပွားရှာရတတ်တယ်တချို့ဆိုရင်လည်းတင်မောတွေပါလိုက်ပြီးတော့စီးပွားရှာရတတ်တယ်အဲ့ဒီလူတွေထဲမှာငါးကျွန်းတွေ အများဆုံးဖြစ်ပါတယ်အဲ့တော့အစိုးရဌာနတွေမှာအကြာရူးအကြီးကဲတွေယာရူးကြီးတွေရတတ်တယ်နော်အကြီးကဲယာရူးတွေရတတ်တဲ့ဇာတာဖြစ်ပါတယ်အိမ်တော်လေးပါပဲဖြစ်တာသမီးရပါပဲဖြစ်အထင်လွဲစရာဂုံတိတ်ခါကြစရာတွေကြုံတွေ့တတ်ပါပဲအဲ့တော့တာသမီးများရင်မကောင်းဘူးတာသမီး၂ယောက်၃ယောက်အထိနော်၂ယောက်၃ယောက်အထိပဲကောင်းတယ်အဲ့၃ယောက်တက်ပို့လို့ရှိရင် တားသမီးကိုအကြောင်းပြုပြီးတော့တားသမီးများရင်တားသမီးကိုအကြောင်းပြုပြီးတော့စိတ်ညစ်စရာစိတ်တော့ကရောက်စရာဂျုံတွေ့တက်ပါတယ်အရင်တော့ကကာဗျားမျက်နာမျိုးလူမျိုးကြားဘာသာကြားပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်အဲ့အတွေးခေါ်နဲ့နဲ့ဖြတ်ထုံးဉာဏ်ကောင်းတဲ့ပညာကိုပြီးဆုံးအောင်တင်ယူရတတ်တဲ့သူတွေဖြစ်ပါတယ်အဲ့တော့ထီစုကြီးလဲဘဝမှာထီစုကြီးပေါက်တတ်တဲ့ဇာတာထဲမှာပါတယ်နော်ဘဝမှာထီစုကြီးပေါက်တတ်တဲ့ ငွေကြေးဥစ္စာတနာမရရအောင်ရှာဖွေနိုင်တဲ့သူတွေဖြစ်တယ်ပတ်စံအောင်ဘလို့ရအောင်ရှာမလဲပေါ့နော်စီးပွားကိုဘလို့ရှာအောင်ရှာမလဲဆိုပြီးတော့ရှာဖွေနိုင်တဲ့စွိုင်းအင်တွေတဘာဝစွိုင်းအင်တွေရှိတဲ့သူတွေဖြစ်ပါတယ်အဲ့တော့သူတို့အနေနဲ့ကဒီငါးချွင်းအနေနဲ့ကျမ်းမာရေးအနေနဲ့သတိထားရမယ်ယောဂါတွေကယောက်ျားလေးဆိုရင်အုံနောက်နဲ့ပတ်သက်တာအယောင်ယောနဲ့ပတ်သက်တာတွေသတိထားရမယ်မိန်းကလေးနဲ့ပတ်သက်မိန်းကလေးကတော့ဒါမိန်းကလေးနဲ့ပတ်သက်တဲ့ယောဂါတွေမိရဲ့ယောဂါတို့တိမ်ယောဂါတို့ဖြစ်ပွားတတ်တယ်ဒါသတိထားရမှာဖြစ်ပါတယ် အိမ်တော်အိမ်မှာဆိုရင်တင်းနေအိမ်ကမုတ်တူးတွေနဲ့ကြာရင်ဒါကံကောင်းတယ်လို့ပြောအောင်မယ်အစိုးသက်သာပဲပေါ့နော်တင်းသူကမူလကိုအိမ်တော်ရဲ့ကံအညံထဲမှာပါတယ်တင်းနေအိမ်ကမုတ်တူးတွေနဲ့ကြာခဲ့ရင်တော်သေးတယ်အများသောအားဖြင့်ကတော့ဒါစိတ်တူကိုတူအိမ်တော်ဘက်မျိုးနဲ့ရဖို့အင်မတန်မှပဲခဲရင်ပါတယ်နော်အဲ့တော့လူမျိုးဘက်ဘာသာဘက်တွေဖြစ်တတ်တယ်နော်အဲ့တော့ဒီဇာတာရှင်တွေအနေနဲ့ကဘဝမှာဒါ အိုးအိမ်တွေအိမ်ထဲပတ်သက်တာတွေကိုတိခါမှာဖြစ်ပါတယ်မိသားစုပေါ်မှာတန်ကြီးခံတိခါမှာဖြစ်ပါတယ်အဲ့တော့ငားကျွင်းကိုကအိမ်တော်ဘက်နော်မိမိကငားကျွင်းတဦးကလည်းငားကျွင်းဆိုလို့ရှိရင်အဲအိမ်တော်ဦးစီးပေါ်နော်ဖခင်ကပျက်စီးတာမျိုးတွေကြုံတွေ့တတ်တယ်နော်ကိုကိုတိုင်းငားကျွင်းကိုမွေးတဲ့ကလေးကလည်းတဦးငားကျွင်းဆိုရင်အိမ်တော်မင်းနေနေပျက်စီးတာမျိုးတွေကြုံတွေ့ရတယ်ပါတယ်မိဘကငားကျွင်းပေါ့နော်ဖခင်ကငားကျွင်း လေးကလည်း၅ကျင်းဆိုရင်ဒါတတိထားမှာဖြစ်ပါတယ်။၅ကျင်းမိဘကနေပြီးတော့တဦး၅ကျင်းကိုမွေးတယ်၅ကျင်းမိဘတွေကနေပြီးတော့အဲ့လိုမွေးရင်ဖခင်ကဒါအနေငယ်တတိထားမှာဖြစ်ပါတယ်။အဲ့တော့အိမ်ဝင်းချံဝင်းထဲမှာစီးပွားရှာလို့အောင်မြင်တယ်ဘူးအောင်မြင် ကြီးပွားရင်လည်းဒါခဏပဲဖြစ်တတ်ပါတယ်။အဲ့တော့ဆွေမျိုးသားချင်းတွေညီကောင်မောင်မတွေနှောက်ယှက်လို့စီးပွားပြတ်တက်တဲ့ဇာတာဖြစ်ပါတယ်။အဲ့တော့ဒီဇာတာရှင်တွေလည်းလည်းက လိုက်နာဘူးပေါ့နော်မိမိအိမ်နောက်ဘက်လင်သားဇနီးသားသမီးတွေပေါ်မှာယုံကြည်တဲ့စိတ်ချစ်ခင်တဲ့စိတ်ကိုထားရှိရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အိမ်နှွေးရေးကိုမပေါက်ကြားစေနဲ့ကိုယ့်ရဲ့မိမိအိမ်နှွေးရေးကိုတခြားလူတွေကိုပြောဆိုတာမျိုးတွေအိမ်အတွဲမီးကိုအပြင်မထုတ်နဲ့ပေါ့နော်ကိုယ့်ရဲ့အိမ်နှွေးရေးဒီအိမ်နှွေးရေးကိစ္စတွေအပြင်ကိုမပေါက်ကြားပါစေနဲ့ကိုယ့်ရဲ့အတွဲရေးတွေကိုအိမ်အတွဲတူအတူနေတဲ့မိသားစုအချင်းချင်းကိုခွဲခြား တဲ့စိတ်เนาะခွဲခြားတဲ့စိတ်မထားပါနဲ့အဲ့တော့မိသားစုရဲ့အတန်အုပ်စုရဲ့အတန်ကိုခံရမှာဖြစ်ပါတယ်အရာရာကိုကိုယ်တိုင်လုပ်ရမယ်ဩဇာမပေးပါနဲ့သူများကိုအားမကိုးနဲ့အရာရာကိုကိုယ်တိုင်လုပ်ပါအဲ့တော့မိမိကိုယ်ပိုင်ပေါ့เนาะကိုကမိမိကိုကကိုကိုးပြီးတော့တီးတဲ့နေထိုင်ရမှာဖြစ်ပါတယ်အိမ်တွင်းရဲ့ဒုက္ခကိုသိခံရမှာဖြစ်ပါတယ်။အိမ်တော်ရဲ့အိမ်တွင်းအိမ်တော်ရဲ့ဒုက္ခအိမ်တွင်းရဲ့ဒုက္ခကိုသိခံရမှာဖြစ်ပါတယ်။အဲ့တော့ဒီတယောက်မကောင်းလို့နောက်တယောက်ထပ်ယူလဲ ောက်တစ်ယောက်လည်းကောင်းမှာကောင်းဖို့မမြင်ပါဘူးအဲ့တော့ဒီနေရာမှာတချို့ကြတော့အိမ်တော်မြဲတဲ့သူတွေရှိတယ်ဥပမာအိမ်တော်ကွဲဘူးအိမ်တော်ပြက်ဘူးတဲ့သူမျိုးတွေနဲ့ယူရင်တော့အိမ်တော်မြဲနေတာမျိုးတွေကြုံတွေ့ရတယ်ပါတယ်အဲ့တော့သူတို့သူများပြောသမျှစောရကမတက်ဖဲနဲ့နော်သူတို့ဘာအတွေးခေါ်လေးစားမှာဖြစ်ပါတယ်အခြေရေးကိစ္စအိမ်တော်ရဲ့ကိစ္စကိုရှင်းရှင်းနေရမယ်နော် တွေးသမျှချစ်ဖို့ကြိုက်ဖို့မလုပ်ပါနဲ့တဲ့သူတို့ပြန်ယောက်ျားလေးအနေနဲ့ဆိုရင်လည်းတတိထားမှာ ဖြစ်ပါတယ်သူတို့အနေနဲ့အိမ်တော်ရင်းမှာဆိုရင်လည်းအတ္တစာရှိရှိနော်တိတ်ခါရှိရှိနေထိုင်ရမှာဖြစ်ပါတယ်အိမ်နွေးရေးတွေအိမ်တော်ရေးတွေရှုပ်ထွေးလို့မတင်ပါဘူးအဲ့တော့ငားကြွအများစုကတော့အိမ်နွေးရေးအိမ်တော်ရေးနဲ့ပတ်သက်ရင်အလိုလိုကစမ်းပွင့်တဲ့အတွက်ယောက်ျားလေးအနေနဲ့ဆိုရင်မိန်းကလေးတွေရဲ့စိတ်ဝင်စားမှုကိုလွယ်တူခံရတဲ့တဲ့အငားကြွမိန်းကလေးဆိုရင်လည်းဒါအသက်ကြီးတဲ့အထိကသူတို့ကစမတ်ကြနေတဲ့တဲ့နော် ဆက်ကြည့်ပါယောက်ျားလေးတွေရဲ့စိတ်ဝင်စားမှုအလွယ်တူခံရတဲ့သူမျိုးတွေဖြစ်ပါတယ်။အော်ကျွန်တော်မိတ်ဆွေခုနေသားသမီးအားလုံးကျမ်းမှချမ်းသာကြပါစေ။ဒါကျွန်တော်ရဲ့ဆရာတာရဆန်းရဲ့ကိုပိုင် channel ဖြစ်ပါတယ် YouTube channel ဖြစ်ပါတယ်။အော်ဒီ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားပေးပါ။နော်။အဲသဘောကျတယ်ကျွန်တော်တင်ဆက်ပေးနေတဲ့ရည်ရည်အားတွေပေးနေတဲ့သဘောကျတယ်။အဲစိတ်ဝင်စားရတဲ့ဆိုရင်လည်း like and share လေးတွေလုပ်ပေးပါ။ခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးပါ။ကျွန်တော်မိတ်ဆွေများအားလုံး 肩膀，前大肩膀子。